အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့အားလုံးမင်္ဂလာပါဒါအခု Brighton အသင်းရဲ့ Brazil Racing တိုက်စစ်မှု Joao Petro ကို Premier League Club သင်းနှစ်သင်းကခေါ်ယူမှုကမ်းလှမ်းမှုတွေကို Brighton ကပယ်ချခဲ့လို့ဆိုပြီးတော့ British Media တွေမှာတောက်လျှောက်ဖော်ပြလေရှိတယ်ကျွန်တော်သိထားတာကဘယ် Club သင်းနှစ်သင်းလဲဆိုတသင်းက Newcastle United ဖြစ်ပြီးတော့တသင်းက Chelsea အသင်းပဲဖြစ်တယ် တော့ Chelsea ကကံလမ်းမှုပြုတ်လို့လားမပြုတ်လို့လားမသိပေမဲ့ Newcastle ကတော့နောက်ဆုံးကံလမ်းမှုကပေါင်50 80 ठ ရှိတယ်အသက်23နှစ်ရွယ်ရှိတဲ့ဒါ Brazil တိုက်စစ်မှုဟာဒါပြီးခဲ့တဲ့ရာသီ Brighton မှာခြေစွမ်းပြကစားနိုင်သူဖြစ်ပြီးတော့ Brighton အတွက်ဒါပွဲပေါင်း58ပွဲမှာ19ဂိုးထိတွင်းထားသူဖြစ်တယ် မနေ့ကတော့ကတော့ပရီးမီးယားလိမှာ28ပွဲကစား19တွင်းပြိုင်ပွဲဆုံးပွဲ30မှာ19တွင်းနဲ့အဓိကတော့သူ injury အဓိကဖြစ်သွားခဲ့တယ်။ရှစ်တနစ်တုန်းကတော့32ပွဲမှာ9ဂိုးနဲ့ပြိုင်ပွဲဆုံးပွဲ40မှာ4ပွဲအတွင်းဂိုး20တွင်းနဲ့ဆိုတော့ဒီ Brighton ကိုရောက်လာတဲ့အချိန်ပွဲ80မှာ30ထိတွင်းထားတယ်။ Brazil Levis အသင်းတော်သူစုစုပေါင်း3ပွဲပဲပါဝင်ထားပေမဲ့အနာဂတ်မှာ ကာလိုအန်တိုလိုတီအသင်းမှာရွေးချယ်ခံရပွဲရှိသူဖြစ်တယ်ဆိုတော့အခု Sky Sport မှာဖော်ပြချက်အရ Brighton က Joao Pedro ပေါ်ကန်လာနဲ့ကန်လာမှုနှစ်ခုကိုပယ်ချခဲ့တယ်လို့ဖော်ပြထားတယ်ဒီ report မှာဖော်ပြချက်အရ Joao Pedro ကိုပေါင်90ရှိတဲ့ package နဲ့ကန်လာခဲ့တဲ့အသင်းတွေရှိကြပြီးတော့ Newcastle အသင်းကိုလည်းပယ်ချတယ်ဒါအသင်းနှစ်သင်းကကန်လာတယ်ဆိုပြီးဖော်ပြထားတယ် ဆိုတော့ Joao Petro ကဒါတကယ် quality ကသားမှာဗျကျွန်တော်တို့ဒါသူ Premier League ကိုစရောက်တဲ့အချိန်ပေါ့ Brazil Club Fluminense အသင်းကနေ2019ခုနှစ်မှာအသင်းပြောင်းရွှေ့လာတဲ့ Watford ကိုရောက်ရှိလာခဲ့ပြီးတော့ total အားဖြင့် Watford မှာ2019 20 20 21 21 22 22 23ပေါ့လေသူချန်ပီယံရှစ်မှာ2နှစ်ပရီးမီးယားလီဂ်မှာ2နှစ်ကစားတယ်ဆိုတော့ဝက်ဖို့မှာပွဲ109ပွဲမှာ24ခုသွင်းတယ်ဒါပေမဲ့ Brighton မှာပိုကောင်းနေကစားမှာဒီစားမကအခုလက်ရှိမှာ current market ပေါက်ကြီးပေါ့လေယူရိုတန်90ရှိတယ်အသက်23နှစ်ပဲရှိတယ်သူ့ရဲ့အားသာချက်ကတိုက်စစ်မှာအထောင်တိုက်စစ်မှုကသူ့ရဲ့ main position ဖြစ်ပြီးတော့ attacking midfield player အဖြစ်ရောပြီးတော့အဲ့ left channel မှာ left winger မှာကောင်းကောင်းကစားနိုင်တယ် ဆိုတော့ညူကာဆယ်ကဂျွာဘက်ထူကိုအာလဇနာအီဆက်တွက်အစားထိုးဖို့ခေါ်တာလားဓမ္မမို့ရှိရင်နံပါတ်30ကိုသူတို့စသုံးဖို့ခေါ်တာလားဓမ္မမို့ရှိရင်အန်ဒရီဂေါ်ဒန်နေရာမှာအစားထိုးဖို့လားကျွန်တော်စဉ်းစားကြရည်အများကြီးရှိတယ်ဆိုအခုလောလောဆယ်မှာဂျွာဘက်ထရိုကိုချက်ဆီကလည်းသဘောကျတဲ့အကြောင်းကို Sky Sport ကဖော်ပြပြီးတော့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့အကြောင်းဖော်ပြတယ်ဆိုတော့ကျွန်တော်တို့ ကြောက်ဖတ်သူပေါ်ကံလာမှုနှစ်သိန်းကတေးကြတာကချယ်ဆီပါပါလိမ့်မယ်ဆိုတော့အိုက်ကံလာမှုနှစ်ခုလုံးကတန်းကားစီထီတဲ့ package ဖြစ်တယ်လို့ခေါ်ထားတဲ့အတွက်ကြောင့်ချယ်ဆီကလည်းတိုက်စစ်မှုလိုတယ်ကြောက်ဖတ်သူက center forward စစ်စစ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ပေါ်လေတကယ် main striker ပုံစံတဲ့သူကတိုက်စစ်၃နေရာလောက်ကိုဒါရွေလျားပြီးကစားနိုင်တဲ့ကစားမှာဘရာဇီးသားမှဖြစ်တော့တကယ် ဒီဘောလာဖြစ်တဲ့ scale by ကောင်းတယ်တူးချင်းစွမ်းဆောင်ရည်ကောင်းသူ ဖြစ်တယ်ဆိုတော့အခုလောလောဆယ်မှာဒါအခု Brighton အသင်းရဲ့ပိုင်ရှင်ဖြစ်တဲ့ Tony Brown ကတော့သူတို့ကစားမကိုပြောင်းရွှေ့ခြင်းအနည်းဆုံးတန်း60ရမှရောင်းထုတ်မယ် Brighton ကနှစ်တိုင်းနှစ်တိုင်းကစားမတွေကိုသူတို့လိုချင်တဲ့ပြောင်းရွှေ့ခြင်းတိတင်းခံတယ်ဒါ Moises Caicedo တို့ Alexis Alexis Maclasa အပါဝင်ထိတ်တန်းအပြောင်းရွှေ့တဲ့အားလုံး Chelsea ကလည်းမနိုင်ဘူးနော် Brighton ကသားမတွေတော်တော်လေးများတယ် မာကူကူရဲလာကိုလည်းခေါ်တယ်။နောက်အခုခိုင်စီတို့လည်းရောက်ထားပြီးပြီးနောက်ထပ်ဒါ Brighton ကစားမတယောက်ဒါ Joao Petro ကိုခု Newcastle နဲ့ Chelsea ကအပြိုင်လိုက်နေပြီးတော့တန်း60ဆိုရင်တော့အမှန်တမ်းပြောတော့တန်နေဗျဒီကစားမရဲ့ contract က28ရှစ်ရှိသေးတယ်။နောက်တစ်ခုကသူကအသက်23ပဲရှိတယ်။ဆိုတော့ तू ဘလို့ပြောမလဲတန်း90လက်ရှိ current market ပေါက်ကြီးဆိုတော့အသင်းကြီးကိုရောက်သွားရင်ပိုကောင်းတဲ့ quality မျိုး Newcastle ကတော့နောက်ထပ်တစ်ချိန်ကမ်းလှမ်းမှုပြုလုပ်မယ်လို့ဆိုထားသလို အတလတီရဲ့ပေါ်ပြချက်ရလဲဒီနှစ်သိန်းသလုံးကဂျွာဘတ်တူကိုကိုဖို့ဆန္ဒပြေဝါရှိပြီးနောက်ထပ်ကမ်းလှမ်းမှုတွေပြုလုပ်မယ်လို့ဆိုရဲချက်စီပြိတ်သက်တွေဆိုဘလို့လဲဂျွာဘတ်တူကိုသဘောကျလာယူကာဆယ်ကရောခေါ်ယူနိုင်မယ်လို့ထင်လားဘလို့မြင်ကြလဲဘရိုက်တန်တောင်းဆိုတဲ့60နဲ့ပြီးမလားပိုများပေးရနိုင်တာဘလို့မြင်လဲကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်